ရာဇဂျိုမြာအဆိုးဆုံးလို့နာမည်ကြီးတဲ့ဆင်ကြီးတစ်ကောင်ရှိတယ်။နာလာဂီရီတဲ့စစ်ဆင်ကြီးတစ်ကောင်။အဲ့ဒီနာလာဂီရီဆိုတဲ့ဆင်ကြီးကမနုဿာခါတဲ့ကလူတက်တဲ့ဆင်ကြီး။ကိုယ်လူတက်လိုက်ဒီလူတက်လိုက်နဲ့စင်စိုးကြီးတကောင်စံတော်မနုဿာခါတကောင်တဘာဝကူကအဲ့ဒီဆင်ကြီးကလူတက်နေတဲ့ဆင်ကြီးစစ်ပွဲတွေပါလို့ဆိုရင်သူတက်တဲ့လူတွေအများကြီးအဲ့ဒါကြောင့်လို့လူတက်တဲ့ဆင်ကြီးအဲ့ဒီဆင်ကြီးကိုချွတ်နေနဲ့အုပ်ပြီးတော့ တုတ်တင်နဲ့ထိန်းထားရတဲ့ဆင်ကြီးစင်တင်းကုတ်ကနေပြီးဂေါရမယဟန်ဒီဘက်လာတယ်ဆိုလို့ရှိရင်အဲ့ဒီလမ်းမှာ သူလာတဲ့အချိန်နဲ့ချိန်ကြိုက်ဒီဆင်ကြီးကိုကျိုးဖြုတ်ပြီးတော့လွှတ်ရမယ်ဒီလမ်းကိုလွှတ်ရမယ်ပေးထားအဲ့ဒီအချိန်မှာနန်းနဲ့မိုးတော့လင်းရောက်တော့မြတ်စွာဘုရားနဲ့တန်ဃာတွေကလည်းခါတိုင်းလိုကြွနေကြပဲကြွလာအဲ့ဒီလမ်းကြားလေရောက်ရောဆင်တင်းကုတ်ကဆင်ကြီးကိုဖြုတ်ဆွလိုက်တာဒီဆင်ကြီးကအလွန်ကလေးကဆိုးဆွမ်းနေတယ် စာထဲမှာတော့အရက်တိုက်တယ်လို့တော့မပါဘူးဟိုပါဠိတော်ထဲမှာအရက်တိုက်တယ်လို့တော့မပါဘူးအထက်ကထာထဲမှာတော့အရက်တိုက်တယ်လို့ပါပို့ပြီးတော့ကြမ်းတမ်းလာအောင်လုပ်မယ်ဆိုတာတော့ထင်ရှားပါတယ်အဲ့ဒါလို့စင်ကြီးကိုကျိုးဖြည်ပြီးတော့လွတ်လိုက်တဲ့အခါကျတော့စင်စိုးကြီးဟာရက်စွာဘုရားကြွလာတဲ့လမ်းဘက်ကိုနှာမောင်းကြီးစွန့်ပြီးတော့တန်းပြီးတော့ပြေးတာတန်းပြီးတော့ပြေးတာစင်စိုးကြီးပြေးတဲ့နောက်တော့ထိမ့်မှုဆိုတာ စင်ဦးစည်းတွေစင်ဒိန်းတွေတော့နောက်ကပြေးလိုက်လာမယ်လို့ထင်ရတယ်ပေါ့အနုမို့ဆိုရင်သူ့ရဲ့တောင်းချမ်းမှုကထိန်းကွက်လို့ရမှာမဟုတ်ဘူးလေအဲ့တော့မြတ်စွာဘုရားလမ်းအမေလမ်းထဲမှာဒီစင်ကြီးဟာနာမောင်းကြီးဆင့်ပြီးတော့ဂျိုးကြတန်လို့អော်ပြီးတော့မြတ်စွာဘုရားမှုရှိတဲ့တန်ခါးတွေဘက်ကိုမြင်တော့တခါလဲထိုးမယ်တတ်မယ်ဆိုပြီးတော့ပြေးလာတာပြေးလာတာမြင်တော့ယဟန်ကြီးကပြပြတလေးဖြစ်ပြီးမြတ်စွာဘုရားဒီစင်ကြီးကလူတတ်တဲ့စင်ကြီး ဆင်ကြီးလာနေပြီတခြားလမ်းကကြွပါဖဲပါရှောင်းပါတိမ့်ပါလို့ရသော်ဘုရားကိုဝိုင်းလျှောက်ကြတော့ဘုရားကအသာနေကြလာကြလာကြမကြောက်ကြနဲ့လို့ဆိုပြီးတော့အတင်းမဲ့အဲ့ဒီအချိန်မှာရုပ်ရုပ်သေးသေးဖြစ်သွားဆင်ကြီးလွတ်လိုက်တော့လူတွေကလည်းရုပ်ရုပ်သေးသေးဖြစ်ပြီးတော့အိမ်ဒီဘဝနေတက်ပြီးတော့ရသော်ဘုရားလာတဲ့လမ်းဆင်ကြီးနဲ့ခက်လန်းလန်းမှရသော်ဘုရားကြွလာပြီးဆင်ကြီးကပြေးလာတယ်ဒါကို꽌ရာနေပြီးတော့တက်ချိကြတယ်လူတွေက တက်ကြည့်တဲ့အခါမှာမြတ်စွာဘုရားကိုမကြည်ညိုတဲ့ပုဂ္ဂိုလ်တွေဟာဆင်ကြီးကတော့တော်တော်ရက်စက်တဲ့ဆင်ကြီးလူတတ်တဲ့ဆင်ကြီးဒီကနေ့ယဟန်ဂေါရမအလွန်သက်ပဲတဲ့ယဟန်ဂေါရမတော့ဆင်နင်းတာနဲ့သေတော့မှာပဲလို့တချို့လူတွေကပြောကြအေးတင်ညာရှိတဲ့ပုဂ္ဂိုလ်တွေကတော့ဘလောက်ကြီးမစိုးရင်ကြဘူးဘလောက်ဆိုးဆိုးမြတ်စွာဘုရားနဲ့တွေ့သွားရင်တော့ဒီဆင်ကြီးကလိမ္မာတော့မှာပဲလို့ကျွတ်တင်ပြီးတော့ ပညာရှိတဲ့ပုဂ္ဂိုလ်တွေကမှတ်ချက်ပေးကြဆင်သူကြီးကပြေးလာနေပြီရသော်ဘုရားနဲ့တန်ဃာတော်တွေကလည်းပဲအိန္ဒြေရရနဲ့အဲ့ဒီလမ်းမှာပဲကြွာလာတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကဆင်ကြီးကိုမြင်လောက်တဲ့ညင်ကွင်းနဲ့ရောက်လာတဲ့အချိန်ကစပြီးတော့ဩဒိဋ္ဌမေတ္တာလို့ဆိုရတာနာလာဂီဆင်ကြီးကိုဥတီပြီးတော့မေတ္တာစွမ်းအားကိုပို့လွှတ်တယ်မေတ္တာစွမ်းအားကိုပို့လွှတ်တယ် ပုတ်လွတ်လိုက်တဲ့အခါကျတော့မြတ်စွာဘုရားရဲ့မေတ္တာကြံတန်းတဲ့စင်ကြီးရဲ့နှလုံးသားကိုသွားထိတယ်ပေါ့ဟာထိသွားတယ်ဆိုတာအဲ့ဒါပေါ့နော်နှလုံးသားကိုသွားထိတဲ့အခါစင်ကြီးကစိတ်ထားပြောင်းသွားတယ်ကြံတန်းတဲ့စိတ်တည်မြတ်စွာဘုရားလည်းမြင်လိုက်ရောသူကြံတန်းတဲ့စိတ်တည်ဟာအလိုလိုရော့ကျသွားပြီးစိတ် သဘောထားတွေပြောင်းသွားပြောင်းသွားပြီးတော့မောင်းကြီးပြောက်ပြီးတော့လာရကနေပြီးတော့နှာမောင်းကိုအောက်ချလိုက်တယ်။အောက်ချလိုက်ပြီးတော့တလန်းရဲ့မြတ်စွာဘုရားစီအိန္ဒိရရရလာမြတ်စွာဘုရားကအနာနာရောက်သည့်ထိအောင်ရပ်ပြီးတော့စောင့်တာအနာနာလည်းရောက်ရောမြတ်စွာဘုရားကစင်ကြီးရဲ့ခေါင်းကိုလက်နဲ့ကန်ရင်ပြီးတော့စင်ကြီးကိုမင်းမဆိုးနဲ့နော်ဒီစစ်စစ်မြတ်စွာဘုရားကရော့ပြနေပုံလေးကိုစာထဲမှာဘယ်လိုမှတ်တမ်းတင်ထားတော့ မာကုံဇရနာဂမာတော်ရသော်ဘုရားကို နာဂလို့ခေါ်တယ်ဒီနာဂဆိုတဲ့စကားလုံးကစင်ကိုလည်းနာဂလို့ခေါ်တယ်ခန့်ကိုပင်ကိုလည်းနာဂလို့ခေါ်တယ်မကောင်းမှုကိုမပြုလုပ်တဲ့ယဟန္တာ ပုဂ္ဂိုလ်တွေကိုလည်းနာဂလို့ခေါ်တယ်ပေါ့ဒီစကားလုံးကအဓိပ္ပာယ်၃မျိုးရတယ်အဲ့ဒီအဓိပ္ပာယ်၃မျိုးရတဲ့စကားလုံးကိုသုံးပြီးတော့ ရသော်ဗျာသူကိုယ်သူလဲနာခဆိုတဲ့စကားလုံးကိုသုံးပြီးတော့ဆင်ကြီးကိုတော့ကုံစရလို့ခေါ်တယ်။ရှုံမြောင်ချက်ကြတွေမှာပျော်မွေ့တတ်လို့ကုံစရမာကုံစရနာခမာတရောအေးမင်းနာခလို့ဆိုတဲ့ငါလို့ပုဂ္ဂိုလ်မျိုးကိုညှင်းဆဲဖို့မလုံးနဲ့မညှင်းဆဲနဲ့အေးတသက်တာသာပြောပြတယ်မြတ်စွာဘုရားဆင်ကြီးကိုစကားပြောတာဒုက္ခဤကုံစရနာခမာတရော ငါလိုနာဂမျိုးကိုမင်းညှင်းဆဲမဲ့ဆိုရင်မင်းဒုက္ခရောက်လိမ့်မယ်။နာဟိနာဂဟတ္တကုံစရာနာလာဂိရိစင်ကြီးတဲ့ငါလိုနာဂဆိုတဲ့သူတော်ကောင်းပုဂ္ဂိုလ်ကိုမင်းညှင်းမနှိမ့်ဆဲမဲ့ဆိုရင်သူကတိဟောတိဣတောပရံရတ္တောမင်းဘယ်တော့မှကောင်းရာဒုက္ခတိရောက်မှာမဟုတ်ဘူးတဲ့မင်းမလုံနဲ့ခေါင်းလေးကိုပုတ်ပြီးတော့နာချာ ်ဆင်ကြီးကမျက်စိလေးပုဂ္ဂလပုဂ္ဂလနဲ့နော်နားထောင်တယ်မြတ်စွာဘုရားပြောတဲ့စကားကိုနားထောင်မြတ်စွာဘုရားကဆက်ပြောတယ်မာစမတော်မာစပမာတော်မင်းမုံမယိုပါနဲ့ကွာမာစပမာတော်ကုလကောင်းမှုလေမင်းမမေ့ပါနဲ့တတိထာမပေါ်နာဟိပမတ္တာ သူကတိကစန္တိ မိမိလျော်လျော်နေတဲ့ပုဂ္ဂိုလ်ဟာကောင်းရံသူပတိဘယ်တော့မှမရောက်ဘူး။တွင်ကြီးဝတ္တထာဂရိတတိရေနတွန်သူကတိန်ဂမိတတိမင်းလည်းမမိမလျော်နဲ့စိတ်ကောင်းနှလုံးကောင်းထားမယ်ဆိုလို့ရှင်မင်းလည်းသူကတိဘုံရောက်ရမှာပေါ့လို့မြတ်စွာဘုရားခေါင်းကလေးကိုလက်ကလေးနဲ့ပုတ်ပြီးတော့ပြောလိုက်တဲ့အခါမှာစင်ကြီးကဒုတုတ်ပြီးတော့မြတ်စွာဘုရားကိုအယုဒေပြီးပြီးတော့နောက်ဆုတ်ပြီးတော့ပြန်သွားတာ ဖះနဲ့လည်းတွေ့ရောနောက်ဆုတ်ပြီးတော့ပြတ်သွားတကယ်တော့စင်စိုးကြီးဟာမြတ်စွာဘုရားကိုမထိုးနိုင်ပါဘူးမထိုးနိုင်ဘူးဆိုတာမြတ်စွာဘုရားရဲ့ပဂတိကာယဗလကိုကဒီတမ္မန်စင်ဆိုလို့ရှိရင်ဂရေချီပြီးတော့သူတို့တဲ့ဆွမ်းအားကောင်းနေတယ်မြတ်စွာဘုရားကာယဗလနာလာဂီရီလိုစင်မျိုးအကောင်တသိန်းလောက်ကတော့မြတ်စွာဘုရားသူတို့ အကောင့်တသိန်းလောက်ဆွဲနိုင်တဲ့အာမျိုးမြတ်စွာဘုရားမှာရှိတယ်ဝိတာခာကျောင်းမှာရေတောင်ဆင်မြောင်၅စီအဆောင်းတယ်လေအဲအားဆိုတာလူမြင်ရတာမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားကတော့တကယ်သာဆင်ကြီးကဆိုးမယ်ဆိုရင်အစွဲကင်ပြီးမလိုက်လို့ရှိရင်အယုတ်ကလေးလိုဖြစ်သွားမှာပဲဆင်ကြီးကပင်ကိုအားအနေနဲ့ကိုဒီလိုရှိတယ်သို့တော့မြတ်စွာဘုရားကအဲအားကိုအသုံးမချဘူး ဘာကိုအသုံးချလဲဆိုမေတ္တာစွမ်းအားကိုအသုံးချတယ်အကယ်၍အင်အားကိုအသုံးချမယ်ဆိုရင်ဆင်ကြီးကဒီလိမ္မာရင်ကျိမှမဟုတ်ဘူးအနိုင်ယူလိုက်တာတော့ဖြစ်ကောင်းဖြစ်မယ်လိမ္မာရင်ကျိတော့မှတော့မဟုတ်ဘူးဆင်းရဲစိတ်ဓာတ်ကိုပြောင်းသွားအောင်ပြတ်စွာဘုရားကမေတ္တာနဲ့ဒီရင်ကျိဆောင်အောင်လုပ်ပေးနိုင်တာဟာကြီးမားတဲ့အနိုင်ရမှုပဲဖြစ်တယ်ပေါ့စိတ်ဓာတ်ကိုက ရှင်ချင်းလိမ်မာသွားပြီးဆင်ကြီးဟာဆင်ကွန်းတင်းကုတ်ထဲမှာဘယ်သူမှမခေါ်ရပဲနဲ့သူ့နေရာသူပြန်သွားပြီးတော့ငြိမ်ငြိမ်လေးနေတာလူတန်းတဲ့ဆင်ကြီးဟာအဲ့ဒီကလေးကဘယ်တော့မှ မကြမ်းတမ်းတော့ဘူးတဲ့ရှင်ချင်းလိမ်မာတဲ့ဆင်ကြီးဖြစ်သွား